ားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့လေဖြတ်ခြင်းလေဖြတ်တဲ့အမျိုးအစားနဲ့ပတ်သက်ပြီးတော့ရှင်းပြခြင်းပါတယ်လေဖြတ်တဲ့အမျိုးအစားကကြတော့၃မျိုးရှိပါတယ်နံပါတ်၁ကကြတော့ hemorrhagic stroke လို့ခေါ်တယ်သွေးယိုသွေးကြောပေါက်တာနံပါတ်၂ကကြတော့ ischemic stroke လို့ခေါ်တယ်သွေးခဲပိတ်တာနံပါတ်၃ကကြတော့ transient ischemic stroke လို့ခေါ်တယ်ခနာသာသွေးကြောပိတ်တာပေါ့နော်အဲ့ကောင်ကကြတော့24နာရီထဲမှာကြာပါဘောနော်ဒီကဖြစ်စေအကြောင်းရင်းကဘာလဲဆိုရင်ကျွန်တော်တို့ကကြတော့ hemorrhagic stroke ကကြတော့ သူကရေရှည်တွေးတိုးတာတွေးတိုးအရင်ကြနေပြီတွေးအမြဲတမ်းတိုးနေရယ် motion နောက်ခါကျတွေးကြောပေါက်တာတွေးကြောပေါက်တာထီမိခိုက်ပြီလို့တွေးကြောပေါက်တာပဲဖြစ်မယ်နောက်ခါကျတွေးခဲပြော့စီရဲစီအမြဲတမ်းတောက်တာတချို့လူနာတွေမှာအတဲမကောင်းတဲ့သူကတွေးခဲပြော့စီရဲစီအမြဲတမ်းတောက်နေရပါတယ်ဒီကကြအစကီမစ်တောက်ကကြတော့ဘာလို့ဖြစ်လဲဆိုရင်တွေးကြောမာတာဆေးလေးတောက်တာနောက်ခါကျစီချိုဖြစ်တာတွေးတွေအစီတက်များတာနံပါတ်3 transient ischemic attack ကကြတော့သူကကြတော့ ischemic stroke ဖြစ်တာနဲ့အတူတူပါပဲခုနကမနေ့ပြောခဲ့တဲ့အကြောင်းရင်းနဲ့တူအတူတူပါပဲဒါပေမဲ့တူကတော့ခဏတာပါပဲခဏတာဖြစ်ပြီးတော့24နာရီတွင်ပြန်ကောင်းရှင်တူက transient ischemic attack လို့ခေါ်တယ်ပြီးတော့24နာရီတွင်ပြန်မကောင်းဘူးဆိုရင်တော့ဒါကတော့ stroke ဖြစ်သွားပါပြီဗောရေရှည်ဖြစ်သွားပြီဗောနော် symptoms တန်တွေကပါလဲဆိုလက်တွေချွေအားနေတာပြောရှင်စကားပြောအားခက်တာတွေဒီမျက်နှာတွေပါကြီးကြာနေတာတွေနောက်ကကြတော့အော်ရုပ်တရက်ထုံးလိုက်ကြတိုင်းဖြစ်လာမယ်သတိလစ်လာမယ်လမ်းလျှောက်ခတ်မယ်ခေါင်းကိုက်မယ် ကယ်လို့ဒါတွေဖြစ်လို့ရှိရင်ကျွန်တော်သတိထားမယ်စေယုံချက်ချင်းခေါ်အောင်ပေါ့နော်ကျေးဇူးတင်ပါတယ်